မရေစကြဝဠာကျစ်စဉ်ကိုကျစ်တဲ့အခါမှာမဟာပါရိမေကြီးဖွင့်ထုတ်ပြီးတာနဲ့ပြီးသွားတာလားမဟုတ်ဘူးသမီးကြီးလို့ပဲပြောပြရစေမဟာပါရိမေကြီးကိုဖွင့်ထုတ်တဲ့နေ့မှာပဲကျမတို့တွေကတခါတည်းကျမတို့ရဲ့ဒီခန္ဓာကိုယ်ကြီးကိုကျမတို့ကအမ်အစမ်းကိုမှပင်ပန်းနေပြီးတစ်ချိန်လုံးခိုင်းထားခဲ့တယ်ဒါပေမဲ့သူ့ကိုကျေးဇူးမတင်ဘူးအဲသမီးကြီးကဖြူလိုက်တာဟဲ့ပိုင်းယူတွေကတော့နေတာပဲဟဲ့ငါနှကန်းလေးကထော်တယ်သူ့နှကန်းလေးကလှတယ်အစသက်ဖြစ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကို ်ချစ်မဝင်အပြစ်တင်ထားတဲ့ဇကားတွေပြီးတဲ့အခါမှာကိုယ့်ရဲ့ကောင်းကွက်တွေကိုမကြည့်ပဲသူများရဲ့ကောင်းကွက်တွေကိုပဲလိုက်ကြည့်ပြီးတော့ကိုကိုကိုအာအလိုမပြည့်တဲ့ဇကားတွေကြကျမတို့ရဲ့ဘဝထဲမှာပိတ်ဆို့ဆရာမလိုအပ်ပဲနဲ့လက်လာပါနေပိတ်ဆို့သွားတာစီပွားရေးတွေနှောက်နေကြကြသွားတာ ကျမရေးတွေမြန့်သွားတာအဲ့ဒါကကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားတွေကြောက်တာလည်းဖြစ်တယ်။အဲ့ဒီကိုယ့်ရဲ့နှုတ်ကဒီကောင်းသောစကားတွေမဆိုဘဲနဲ့ကိုကိုကိုအပြစ်တင်နေကိုကိုကဟာငါအယမ်းမေးတတ်တာသူများတွေညံ့ကောင်းတာသူများကိုချီကျူးပြီးကိုကိုကိုအပြစ်တင်တတ်တဲ့အကျင့်တွေကြောင့်ကို့မှာကျမရေးတွေညံ့လာတယ်စီးပွားရေးတွေညံ့လာတယ်ငါရဲ့အိမ်ထောင်ကြီးကမကောင်းဘူးသူရဲ့အိမ်ထောင်ကြီးကတော့ကောင်းတာပေါ့အစသဖြင့်ကိုပိုင်ဆိုင်ထားတဲ့အရာပေါ်မှာကိုကနေပြီးတော့ကျေးဇူး တန်ဖိုးကျေစုလည်းမသိဘူးတန်ဖိုးလည်းမထားဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုဘွားတဲမှာအချက်ရေးပိုင်းမှာလည်းကံမကောင်းဘူးစီးပွားရေးပိုင်းမှာလည်းကံမကောင်းဘူးကျမ်းမာရေးပိုင်းမှာလည်းကံမကောင်းဘူးမိတ်ဆွေကောင်းတွေလည်းကိုဘွားတဲကိုမရောက်လာဘူးဖြစ်လာစေတတ်တယ်အဲ့ဒါကဖြစ်လေဖြစ်နေကြတယ်ပေါ့အဲ့ဒီအတွက်ကကိုကိုတိုင်းကလည်းပြန်ပြီးတော့ပြုပြင်ရမှာဖြစ်တဲ့အတွက်ကိုကိုကိုမိမိကိုကိုတောင်းပန်မယ်မိမိကိုကို ကိုမရှိနေတဲ့တန်ဖိုးကိုကိုကတန်ဖိုးထားမယ်ကိုမရှိနေတဲ့အရာတွေပေါ်မှာကျဉ်ဆွတင်မယ်ကိုရဲ့အရှိတရားတွေကိုလက်ခံပြီးတော့ကိုကနေပြီးတော့မှားယွင်းစွာပြောထားသမျှအာတောင်းပန်ရမယ်အဲ့လိုမျိုးတောင်းပန်တဲ့အခါဘာရမှာလဲငွေတွေကောင်းလာမယ်ဝင်ငွေတွေကောင်းလာမယ်ဥပမာဟဲ့ငါစပင်တွေဖြူလိုက်တာဆိုတော့ဩငါရဲ့ကျမ်းမာနေတဲ့စပင်လေးတွေဥယျာကြောင့်ငါမှာ ဒီအေးဒဏ်နေပြီးတော့အပူဒဏ်နေတကောက်ွယ်ပေးဖို့စပင်းလေးတွေရှိနေတဲ့အတွက်ကျင်းစုတင်နေဟုတ်ပြီနော်ငါရဲ့ကျမ်းမာတဲ့ဥယေပြားတွေကြောင့်ငါမှာဒီလိုဆံကေတာလေးတွေရှိနေသေးတာကိုကျင်းစုတင်နေငါရဲ့အုံနောက်ကမှတ်ညံတွေမှတ်ပေးနေတဲ့အတွက်ဒီနေ့အထိငါတို့ကမယူးမတော့နေထိုင်ရတာအဲ့ဒီအတွက်ကောင်းပေါ်တဲ့ငါရဲ့အုံနောက်ကိုကျင်းစုတင်နေ ီမျက်လုံးလေးတွေကြောင့်ကျမတို့ကဝေးချင်းနီးချင်းဖြူချင်းမဲချင်းအားလုံးကိုမြင်ခွင့်ရတဲ့အတွေ့ဒီမျက်လုံးကိုကျေစွတ်တင်နေအဲ့လိုမျိုးလေးတွေပြောမပြောခင်မှာငါကငါရဲ့စပယ်တွေကိုမလှဘူးလို့ငါမှားယွင်းစွာပြောဆိုထားမိတဲ့စကားတွေကိုဒီနေ့မှငါဝန်ချတောင်းပန်တယ်ဒီနေ့မှပဲငါရဲ့စပယ်ရဲ့ကျေစွတ်တရားနဲ့တန်ဖိုးကိုငါသိရှိနားလည်သွားပြီဖြစ်တဲ့အတွေ့ကျေစွတ်တင်ပါတယ် လူတယောက်ကကျေးဇူးတရားကိုရှာကြံပြီးတော့ကျေးဇူးတင်တတ်တဲ့အခါမှာအယံကိုမှကိုယ်ကိုလတ်လာပါတယ်ပွင့်လန်းလာစေပါတယ်ရှင့်ဒါကြောင့်မလို့ကျေးဇူးတရားဆိုတာသူ့မြောက်ကိုသွားပြီးတော့ကျေးဇူးမတင်ခဲမှာတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်32ကွန်မှာသိချာရှာကြံပြီးစီးပွားရှာကြံပြီးတော့ကျေးဇူးတင်လိုက်မယ်ဆိုလို့ရှင့်အေကံမုတ်ချသိရဲ့ဘဝထဲမှာစီးပွားလတ်လာပါတယ်တိုးကိုတိုးလာမှာဆိုတာကျွန်မပြောရဲပါတယ်ဒါကြောင့်မလို့အမ်ပထမနှစ် ကျမတို့မဟာပါထုရမြေကြီးမှာအပြစ်မှန်သမျှကိုဝန်ချတောင်းပန်ပြီးဆိုလို့ရှိရင်ဒုတိယနေ့ကိုကိုကိုတောင်းပန်မှာကိုကိုကိုဝန်ချပါကိုကိုကိုကျေးဇူးတင်ပါဒါဆိုလို့ရှိရင်ဒီကပွင့်စရာရှိတဲ့လက်လာပါတကားတော့ဟိုးပိတ်ထားပါပိတ်ထားပါလို့တောင်ပြောလို့မရဘူးပွင့်ထွက်လာမှသေချာပဲဘသူ့မှာမှသွားဖွင့်ခိုင်းစရာမလိုကိုကိုကိုဖွင့်တာနဲ့တောင်ဖွင့်မှသေချာပဲ ပြီးတဲ့အခါမှာမနေ့တကြိမ်နေ့လေတကြိမ်ညတကြိမ်ကိုကိုကို15မိနစ်လေးတွေအချိန်ပေးပြီးတော့တရားထိုင်ဖို့ကလည်းမမေ့ပါနဲ့အသေးစိတ်အသေးစိတ်သိယူခြင်းနဲ့ဆိုလို့ရှိရင်ဆမခိုင်စုဒီနဲ့၈လပိုင်းမှာလာပြီးတော့လက်တွေလှည့်ပါ9လပိုင်းကတော့ပြီးသွားပြီဖြစ်တဲ့အတွက်ကြိုတင်စီရင်ပေးရင်းနဲ့လာပြီးတော့ဆမရဲ့ energy အဝေးဝန်းလေးမှာနေထိုင်ခွင့်ပေးပါတယ်ကျေးဇူးထူးတင်ပါတယ်မနေ့ကအပိုင်း3 day 3ကိုပြုစုနေပါတယ်ကျေးဇူးတင်ပါတယ်ရှင်